အားလုံးမင်္ဂလာပါရှင်။ဆယ်လာပိုင်းတလားစားအတွက်တနင်္လာသားသမီးများအတွက်ကံကြမ္မာအသေးစိတ်ကလေးတွေတွေ့ချက်ပေးတာကိုပြန်လည်ညှိဝေးစီမှာဖြစ်ပါရယ်နော်။ဆယ်လာပိုင်းမှာဆိုလို့ရှိရင်ဒီတနင်္လာသားသမီးလေးတွေကခါတိုင်းလာနေတယ်မတူဘူးနော်။ပျော်ရှင်စရာတွေရရှိမယ်၊ဝမ်းသာစရာသတင်းကောင်းတွေကြားရမယ်။ဆုံးရှုံးရတဲ့စီးကျင်ဥစ္စာတွေပြန်လည်ဝင်ရောက်လာမယ်။အော်ငွေကြေးကံလည်းအရင်ကောင်းတဲ့ပုံမှာတည်ရှိနေပါလား။ပညာရေးကံကတော့ပြောစရာမလိုလောက်အောင် ကောင်းမွန်နေပါတယ်။စူးစမ်းရင်စူးစမ်းတဲ့စူးစမ်းတဲ့လောက်ပညာရေးတွေအောင်မြင်မှုရရှိခဲ့ပါတယ်။နိုင်ငံရဲ့သားဘာသာရဲ့နဲ့ပတ်သက်တဲ့သင်တန်းမျိုးတွေနော်ပညာရဲ့နဲ့ပတ်သက်တဲ့သင်တန်းမျိုးတွေဒီဆက်လာပိုင်းမှာအညာအဖြစ် အောင်မြင်မှုထောက်ပံ့ကောင်းနေရရှိသေးမှာဖြစ်ပါပို့ပြီးတော့ရရှိပါ။သင်နေလာသားသမီးများဒီဆက်လာပိုင်းမှာဆိုရင်ငွေတွေတတော်တော်နဲ့ဝင်လာတတ်ပါရဲ့ငွေကြီးလလာပတ်တွေအရန်ကောင်းပါတယ် မျက်နာပွင့်မဲ့စမ်းပွင့်တဲ့ကာလတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီကာလလေးမှာမိမိတို့အနေနဲ့စိတ်ကောင်းထားဖို့အရေးကြီးပါတယ်အဲ့တော့မနက်မိုးလင်းမှာတမာဒီဝနှက်ကောင်းနှမျက်တွေကိုစောင်းနှက်ကမချမ်းမြစ်တာပို့အမျှဝေပေးရမယ်တမာဒီဝနှက်ကောင်းနှမျက်တွေဆောက်ရှောက်တဲ့ကာလတစ်ခုဖြစ်ပါတယ်မိမိတို့အနေနဲ့ဒီနှစ်ဒီကာလဒီလပိုင်းအခြားမှာရဝေးခကြီးခကြီးဝေးခကြီးနေနိုင်ငံရဲ့ခကြီးတွေကပို့ပြီးတော့တွားရတတ်ပါတယ် အဲ့တော့ပညာရက်ဒီဆရာသမားလိုအကြီးအကဲတွေရဲ့ထောက်ပံ့မှုတွေများစွာရရှိမဲ့ကာလတခုဖြစ်ပါတယ်။တခုတော့ရှိတယ်။အပြူလူပြူဖြစ်တယ်။နော်အိမ်အောင်မရှိသူဆိုရင်တော့အိမ်အောင်ကြခင်ရှိပါ။အိမ်အောင်ကြမယ်ဆိုလို့ရှိရင်တော့ဒီကာလမှာဒီနှစ်ပိုင်းချာမှာတနင်္လာသားသမီးကြီးမကောင်းသေးပါဘူး။အဲ့တော့ဒီကာလလေးမှာတော့အိမ်အောင်မပြုရင်တော့ပူကောင်းပါလေ။မိမိအလို့ကန်နဲ့ပတ်သက်တာတွေရာဒူးတိုးတာတွေဟောကိုစုံတော့မလို့လို့နဲ့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အညာလေးတွေ ပြန်လဲပြီးတော့မှပိုင်ဆိုင်ရတယ်ပြန်ပြီးတော့မှရရှိတတ်ပါတယ်အဲတော့ဒီကာလမှာမင်္ဂလာကိစ္စတွေစစ်ဆက်ကြောင်းလန်းတာတွေဖြစ်ပေါ်လာတတ်ပါတယ်ထက်သူထက်လူကြီးနဲ့ပတ်သက်တဲ့ဆရာသမားတို့ပုဂ္ဂိုလ်မျိုးကြီးမိကောင်းဆွေကောင်းနဲ့ပြန်လဲတွေ့ဆုံရတတ်ပါတယ်တနင်္လာသားသမီးများအခြေအနေပတ်သက်ပြီးတော့ဒီကာလမှာနည်းနည်းလေးတော့ညံ့ပါတယ်အိမ်တော်ကြီးဆိုရင်လည်းနည်းနည်းလေးညံ့ပါတယ်အထူးကူးဆက်ရမှာ ဖြစ်ပါစကားပြောမှတ်တတ်ပါတယ် ကျမ်းမာရေးအနေနဲ့ကတော့ဒီကာလလေးမှာမိမိတို့အနေနဲ့မမျော်နိုင်မယ့်ခြေလက်မှာထိခိုက်ဒဏ်ရာတွေရရှိတတ်ပါတယ်။ခဏခဏပိုင်းအောင်လာလေးအောင်လာရေးဖြစ်တတ်ပါတယ်။အဲ့တော့လေနဲ့ပတ်သက်တဲ့အစားအသောက်တွေကိုရှောင်ပေးရမှာဖြစ်ပါတယ်။မြို့တီရဲ့တနင်္လာသားသမီးတွေကကိုကအာမခံပေးလိုက်တဲ့အခါမှာအမှုဖြစ်နေတဲ့သူတို့ရောအာမခံမလုပ်ပါနဲ့စက်တူလုပ်ငန်းတွေဒီစာချုပ်စာနဲ့လက်မှတ်ရေးထိုးတာမျိုးတွေမပြုလုပ်ရပါဘူး။အင်ချန်နေလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အကျိုးဖြစ်ထွန်းမဲ့ကံလာတစ်ခုဖြစ်ပါတယ်။ ဲ့တော့မိမိတို့အနေနဲ့ကဒီကံလာလေးမှာစိတ်သားမစားရင်ပူကောင်းပါတယ်ကျမ်းမာရေးဂရုစိုက်ပေးပါအဲ့တော့ဆက်လက်ရွယ်လေးပုံမှာခင်းပြီးတော့မှစိတ်သားဟင်းလေးတွေတင်ပြီးတော့ကိုယ်ရေးကိုအစာကျွေးပေးရမှာဖြစ်ပါတယ်ဘယ်နေ့ကျွေးရမလဲဆိုရင်လို့ရှိရင်တောက်ကြံလေးညနေစောင်းမှာကျွေးပေးပါเนาะည9:00နာရီလောက်မှာကျွေးမှကျွေးရင်လည်းပူကောင်းမှာဒါကြောင့်ကိုယ့်ကိုဝင်ရောက်လာမဲ့ကြိုက်ခံနေအနောက်ချက်တွေလွတ်မြောက်တော့မှာဖြစ်ပါတယ်ကျမ်းမာရေးကတော့ဒီကာလလေးမှာမိမိတို့အနေနဲ့ အတူပါလေးလိုက်ပို့တာမျိုးစေးုံစည်းကမ်းလေးသွားတာမျိုးအရေးကြီးတဲ့လူနာလေးတရင်သွားမိတာမျိုးဒီကာလာလေးမှာမတန့်ရှင်းတဲ့မြေတွေနင်းမိတာမျိုးတွေလုံးဝမလုပ်ပါနဲ့ညံ့ပါတယ်နော်အဲ့လိုမျိုးနင်းမိလိုက်တဲ့ဆိုရင်ပို့ပြီးတော့ညံ့သွားတတ်ပါတယ်ဒါကြောင့်မိမိအနေနဲ့ကဒါမျိုးလေးလုံးမိတဲ့ဆိုလို့ရှိရင်တော့အဲ့ရပြောင်းရွှေ့အိပ်ပေးပါတက်တက်လော့စားပါအဓိဋ္ဌာန်ဝင်ပါအဲ့တော့မိမိတို့ရဲ့အိမ်ရဲ့ထောင်ဒီမှာမကောင်းတဲ့အမွှေးတက်လေးတွေဝင်လာပါတယ်ဝင်လာနိုင်ပါတယ် နောက်ပြီးတော့ငွေကြီးနဲ့ပတ်သက်ပြီးတော့လက်လာပတ်တွေပိတ်ဆို့နေတဲ့ချင်းရင်တော့အိမ်ရဲ့ဒေါင်လေးဒေါင်လေးဒီမှာစိမ့်လန်းစုပြည့်တဲ့အပင်လေးတွေစိုက်တူးပေးထားမှာဖြစ်ပါတယ်။ပန်းအောင်လေးတွေချပေးထားမှာဖြစ်ပါတယ်နော်။အဲ့တော့မိမိတို့အိမ်ရဲ့မြောက်ဘက်ဒေါင်မှာစိုက်ပေးရမှာဖြစ်ပါ။အစင်းရောင်အပင်လေးတွေအစင်းရောင်များများပါတဲ့အပင်လေးတွေစိုက်ပေးပါ။နောက်တစ်ခုခမင်းစားငန်းထဲမှာမိမိတို့ကမှန်သေးသေးလေးတွေချိတ်ထားရဲဆိုရင်ချက်ချင်းပြန်ပြုတ်လိုက်ပါ။တန့်ရင်တော့ခမင်းစားငန်းလေးမှာမှန်တန့်ရင်တော့ အပြည့်တက်ပေးရမှာဖြစ်ပါတယ်เนาะနယံအပြည့်တစ်ခုလုံးတက်ပါမတက်နိုင်ဆိုရင်လုံးဝမတက်ပါနဲ့ခေါင်းလေးပဲပေါ်တာလို့เนาะဒီတစ်ခုလုံးမှန်ဆိုရင်တော့ရတယ်ဒါပေမဲ့သမင်းစားတဲ့နယံရဲ့တဲ့တဲ့မျက်နှာချင်းဆိုင်တဲ့တဲ့မှာတက်ပေးမယ်ဆိုရင်ပိုကောင်းတယ်ဒါကကျမ်းပါတယ်တာနဲ့ရက်ခါပေါများစီတဲ့တက်တီကိုပိုင်ဆိုင်ပါတယ်တက်မယ်ဆိုရင်ကြီးကြီးလေးတက်ပါလုံးဝမတက်နိုင်ရင်လုံးဝမတက်ပါနဲ့ဒါလေးကိုပြောချင်ပါအဲ့တော့ဒီကာလာလေးမှာမိမိတို့နေရအမားလေးတွေနေရအထားတူလေးတွေ ဖြစ်နေတတ်ပါတယ်မှန်ကွဲတာလေးတွေရှိရင်လည်းအစ်စ်လဲပြီးပါမှန်နေပါမှုန်နေတယ်ဆိုရင်လည်းတိုက်သေးပါကြည်လျောင်တိုက်သေးပါเนาะဒါဆိုရင်လက်လာဘတ်တွေဝင်လန်းသွားမှာဖြစ်ပါတယ်အဲ့တော့မိမိမှာသူတပားကကိုယ့်ကိုအញ្ញမ်းကြီးမုန်းနေတယ်မနာလိုတဲ့လူရှိတဲ့တိုက်ခန့်တွေပေါများတယ်ဆိုရင်လည်းမှန်ကိုတိုက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီကာလာလေးမှာမိမိအနေနဲ့ပြောချင်တာကကြတော့အင်္ဂါသာသမီးဂျာသာဝိသာသမီးတွေချူပေးပါတယ် နော်ဒီကံလာမှာတနင်္လာသားသမီးများအိမ်ကကြာသာပေးသားသမီးများနဲ့အကျိုးပေးပါတယ်။တနင်္ဂနွေပုံတော်မူတောက်ကြများနဲ့အတိုက်ခံရှိပါတယ်။အဲတော့စက်တူလုပ်ငန်းတွေလုပ်မဆိုရင်တော့အထူးကယူဆက်ရမှာဖြစ်ပါတယ်။နုပညာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အောင်မြင်ပါတယ်။အမှုပညာလုပ်ငန်းနဲ့ပတ်သက်ပြီးခရီးသွားရတာမျိုးကြီးစာတုံးစာတဲ့နံပါတ်ရေးထိုးရတာမျိုးကြီးကဒီဆက်လာပိုင်းမှာတွေ့ကြုံရမှာဖြစ်ပါတယ်။အမှုပညာလုပ်ငန်းတွေလုပ်မဆိုလို့ရှိရင်ကြာသာပေး တနေသားတနင်္လာသားသမီးများအင်္ကာကြာတာပဲသားသမီးများလည်းစက်တူလောက်ကရင်ပို့ပြီးတော့ကောင်းမှာပါဒါကြောင့်မျက်စွာဖျားရှင်မဲ့ဖြစ်ဖြစ်ညာအကြောင်းကတော့ဖျားဟုတ်ပဲချစ်ပြေးမိမိတို့အရင်နဲ့သင်ငန်းလှူပန်းပေးတာမျိုးတွေညနေတုပ်ပွားလှူဒန်းတာမျိုးတွေတွေပြုလုပ်ပေးလိုက်ပါပို့ပြီးတော့ကံကောင်းသွားပါလိမ့်မယ်အဲ့တော့ဒီလပိုင်းမှာဒီတနင်္လာသားသမီးများမိမိတို့အရင်နဲ့ချီရေးအိမ်တော်ကြီးဆက်ဆက်ရရအဆင်ပြေခြင်းနဲ့ဆိုလို့ရှိလို့ရှင်ရင်တော့စပယ်ပန်းလေး မကြမကြအိမ်ဖေးအားမှလှူပေးပါတကယ်ပဲနေမကြမကြအိမ်ဖေးအားမှလှူပေးမယ်နောက်တစ်ခုကကြတော့ခီးသွွားတဲ့လူခင်ဗျားဘုခွေးကြီးသွွားတဲ့လူမျိုးခီးစည်းရိတ်လေးတွေထောက်ပံ့ပေးရမှာဖြစ်ပါတယ်နော်နောက်မုံစိမ်းပေါင်း၃ပကံမြတ်စွာဘုရားရှင်ကိုယ့်ရဲ့မွေးမြင်မှာစွန့်ကပ်ပေးပါဒါဆိုရင်ကံကောင်းသွားပါလိမ့်မယ်အဲ့တော့တနင်္လာသားသမီးများကဆယ်လာပိုင်းမှာဆွေးလို့ရှိရင်အိမ်အောင်ပြုနေနေရသေးဘူးနော် 2သူယူဆရမှာဖြစ်ပါတယ်။ကဲကျွန်မမေဆွေများအားလုံးစိတ်ထွန်းလာနေကိုယ်တော်မင်းကြီးတွေဆိုပါစေ။